မြို့အနေထားနဲ့ကြည့်ရင်တော့ကျွန်တော်ရဲ့အစားအသောက်ကဈေးကြီးတဲ့အထဲမှာပါသွားတယ်လို့တချို့ကလည်းပြောကြတာပေါ့ဈေးကြီးတော့မဝယ်စားနိုင်ဘူးအားလုံးမင်္ဂလာပါကျွန်တော်အခုရောက်နေရတော့ဒီပင်လောင်းမြို့အရှိရက်ကွက်မှာရှိတဲ့ JK99 ဆိုတဲ့ကွေဒီယိုဆိုင်ကိုရောက်နေရပါတော့ အမှကျွန်တော်ဘာစားမလဲဆိုတာလိုက်ကြည့်ပြီးပါအောင်နော် GK99 ကွေဒီယိုဆိုင်ကကျွန်တော်ရဲ့ဆိုင်ဖြစ်ပါတယ်အခုကျွန်တော်ရဲ့ဆိုင်ကတော့ဒီပင်လောင်းမြို့အရှိရက်ကွက်ဒီတရားရုံးနောက်ကျောမှာရှိပါတယ်ဗျာဟုတ်ပါပေါ့အရှိမြို့ပတ်လမ်းရဲ့အရှိဖက်တလမ်းမှာရှိပါတယ်အာကျွန်တော်ဆိုင်မှာရတဲ့အထူးကမိညူကတော့ဟိုကွေဒီယိုအထူးကထားပြီးတော့ကျွန်တော်ရောင်းချခြင်းဖြစ်ပါတယ်ကွေဒီယိုကတော့ကျွန်တော်တို့ဟိုထိုင်းနိုင်ငံကဒီအထူးကကြိုက်ချက်များတဲ့ဒီအနောက်ရီလို့ခေါ်တာပါเนาะဒီ ဝက်တွေးတွေနဲ့ချက်တဲ့ဟာလေးတွေပေါ့ဒါပေမဲ့တချို့ကလည်းဝက်မစားတဲ့လူဆိုရင်ကျွန်တော်စက်တားနဲ့ချက်ပြီးတဲ့အပိုင်းလေးလည်းရှိရပါတော့เนาะအဲ့ဒါတော့နာမျိုးစားတော့နှမျိုးရတာပေါ့ကြက်နဲ့ရမယ်ဝက်နဲ့ရမယ်ပြီးတော့ခွေးဒီယိုမှာအရေရောအတုတ်ရောရမှာပေါ့เนาะ ီးတော့နောက်တစ်မျိုးကတော့အတိကထားပြီးရောင်းလာတော့ကျွန်တော်ခေါစင်ပလာတူပေါ့အဲ့ဒါလည်းကျွန်တော်စိုက်မှာရပါတယ်ပြီးတော့အထောင်းမျိုးစုံရယ်ပြီးတော့ဖြော်ရည်တွေလည်းကျွန်တော်ရောင်းပါတယ်ဗျာပြီးတော့ကျွန်တော်ကိုယ်တိုင်လုပ်တဲ့ရေခဲမုံလည်းကျွန်တော်ရောင်းပါတယ်အဲ့ဒါလည်းဒါရောက်ဒီတော့တုံးဆောင်လို့ရပါတယ်ဗျ။အာကျွန်တော်စိုက်မှာအတိအကားတော့အယောင်ရဆောင်ကတော့ကွစ်တီကိုအရေးရယ်ခေါစင်ပလာတူရယ်ပြီးတော့ရေခဲမုတ်ရယ်အယောင်ရဆောင်ပေါ့နော်။ ကျွန်တော်ဆိုင်ကတော့အခု3နှစ်ကျော်4နှစ်ထဲတော့ရောက်လာပြီပေါ့နော်။အာကျွန်တော်စဖွင့်တာတော့စုဦးတီထွင်တယ်လို့ပဲပြောရမှာပေါ့။အအဓိကကတော့ကျွန်တော်အရင်ကဒီပုံမှန်ကျွန်တော်မြို့မှာရောင်းနေကြထုတ်ဘူးနှွေးတွေရှန်ခေါက်ဆွဲတွေဖွင့်ဖို့စိတ်ကူခဲ့တာပေါ့။ဒါပေမဲ့အဲ့ဒါလူဖွင့်တာများတဲ့ခါကျတော့အဲကြိုင်ဆိုင်ပြီးဖွင့်ရမယ့်တပုတ်အနေထားမှာရှိတဲ့ခါကျတော့ကျွန်တော်က ီဖဲမှာမရှိသေးတဲ့ဒီ quality ကိုတော့ကျွန်တော်ပြန်စိတ်ကူးရပြီးတော့ဒီဟာကိုစမ်းကြည့်ကြပါမယ်เนาะစမ်းတဲ့အချိန်မှာလည်းနှစ်နှစ်လောက်ကတော့တော်တော်ခက်ခဲခဲတာပေါ့เนาะဒီထိုးဖောက်နိုင်ဖို့အဲအဲ့ဒီနှစ်နှစ်လောက်ကြောက်လွန်ပြီးမှအခုမှပဲကျွန်တော်ပုံမှန်သွားနိုင်တဲ့အနေထားအခုတော့ရောက်လာခဲ့ပြီပေါ့နောက်ဆိုင်ကတော့အထက်ကတော့မနက်ခင်းတစ်ဖြက်ပေါ့เนาะအဲမနက်ခင်းမနက်စာတစ်ဖြက်ရယ် ပြီးရင်ကြားထဲကတော့နည်းနည်းအေးရပါဘူးပြီးရင်တော့နေလေခင်း7ခွဲအဲနေလေစားစားတဲ့တစ်ဖက်ပေါ့အဲအဲ့ချိန်ကတော့လူလူကြတာများတယ်ပေါ့နော်အဲတခါလေကြာရင်လည်း7နာရီလောက်ဆိုရင်ကုန်သွားတာပေါ့တခါလေကြာရင်လည်းလူနည်းနည်းပါတဲ့အချိန်ဆိုရင်တော့နှစ်နာရီ3နာရီထိတော့ရောက်သွားတာပေါ့နော်ဒါပေမဲ့ပုံမှန်ကတော့စနစ်ကြော်လောက်ဆိုရင်တော့လူကြပြီးတော့အဲ့ချိန်မှာကုန်တာများပါတယ်အဲညနေခင်းမှအေးဆေးလာစားချင်တယ်ဆိုရင်တော့ ဖုံးဆက်ပြီးတော့ခြံထားခဲရင်တော့ကျွန်တော်ခြံထားပေးပါတယ်ဒါတော့အများအားအားပေးတဲ့ customer တွေတော့တိရပါဘောเนาะဟုတ်တချို့လာလို့အဆင်မပြေတဲ့လူအိုတွေစားခြင်းတဲ့တံမျိုးဆိုရင်တော့ကျွန်တော်တတ်နိုင်ဆုံးတော့ရအောင်တော့ပို့ပေးပါတယ်ဒါပေမဲ့အများအားတော့ကျွန်တော်ပို့လို့မရဘူးဘောเนาะအိမ်ပါဆိုတော့စိတ်မှလည်းကျွန်တော်နဲ့ကျွန်တော်အမိပဲဆိုတော့ပို့ဖို့ရတော့လည်းနည်းနည်းလေးအခက်အခဲရှိရပါဘောနေ့တိုင်းတော့မဖွင့်ဘူးကြာကျွန်တော်ကပင်လောင်းစေးနေဆိုတော့အများအားပိတ်ပါတယ် ပင်လောင်းစင်းနေဆိုရင်တော့ကျွန်တော်ပိတ်တယ်ဘာလို့လဲဆိုတော့အဲ့ဒီမှာမှကျွန်တော်လိုအပ်တဲ့ပစ္စည်းတွေကိုစုပြီးဝယ်ရတဲ့အနေအထားရှိတဲ့အခါကျတော့အပင်လောင်းစင်းနေတော့ကျွန်တော်တရက်နာတာပေါ့နော်အဓိကကျွန်တော်အကြံပေးချင်တာတော့ကွေတီကိုစိုင်းတော့အာကျွန်တော်အဓိကထားပြီးကွေတီကိုရောင်းတဲ့အခါဖြစ်တဲ့အခါကျတော့ကွေတီကိုစိုင်းရင်ကျွန်တော်ဆိုင်မှာလာစားဖို့တိတ်တွန်းချင်ပါတယ်ဘာလို့လဲဆိုတော့ကွေတီကိုဆိုတာတော့ထုတ်ပြန်သွားရင် အိမ်မှာရောက်တိုင်းဟင်းရည်ရေသူကဟင်းရည်ကိုအတိခါထားပြီးစားရတဲ့အစားအစာတစ်ခုဖြစ်တဲ့အတွက်အဲကိုယ့်အိမ်ကိုရောက်တိုင်းရင်ဟင်းရည်အေးရောရင်လည်းစားလို့မကောင်းတော့ဘူးပေါ့နော်ပြီးတော့ခောက်ဆွဲတွေအဲကပ်ပြီးတော့လုံးလွားပြီးတော့အဆင်မပြေဘူးပေါ့ဖြစ်နိုင်တော့စိတ်မလာစားရင်တော့ဟိုကျွန်တော်ပေးချင်တဲ့အရာတာကိုတော့100%ရအောင်ပါဘောเนาะအဲတကယ်လို့ဗားဆယ်ထုတ်သွားပြီးအိမ်မှာစားရင်တော့ဒါနည်းနည်းတော့ဟိုစားမကောင်းတဲ့အနေထားတော့ဖြစ်ကောင်းဖြစ်လာနိုင်မှာပေါ့ ဖြစ်နိုင်တော့စိတ်မှာပဲလာစားဖို့တိတ်တွန်းချင်ပါလေကစ္စတမဘိုင်းကတော့အားလုံးကတော့ဟိုကောင်းတယ်လို့ပဲပြောကြတာပေါ့เนาะဟိုဒါပေမဲ့ မြို့အနေထားနဲ့ကြည့်ရင်တော့ကျွန်တော်ရဲ့အစားအသောက်ကဈေးကြီးတဲ့အထဲမှာပါသွားတယ်လို့တချို့ကလည်းပြောကြတာပေါ့ဈေးကြီးတော့မဝယ်စားနိုင်ဘူးအဲစားတော့စားချင်တဲ့ဈေးတာအများတယ်အဲ့လိုမျိုးပြောတာတွေလည်းရှိရပေါ့ဒါပေမဲ့ခုခေတ်ကုန်စည်နှုန်းအနေထားနဲ့ပြန်ကြည့်ရင်တော့ဒါကတော့ဈေးမကြီးပါဘူးကျွန်တော်ကျွန်တော်လည်းအတတ်နိုင်ဆုံးဈေးလျှော့ပြီးရောင်းတာပေါ့နော် အကောင်းဆုံးတော့ကျွန်တော်ဟိုဝန်ဆောင်မှုတော့ပေးထားပါတယ်ဗျာ ဈေးမကြီးပါဘူးလို့เนาะဒါလေးอ่ะနောက်တစ်ခု menu ကတော့ cousin plate 2ပေါ့เนาะ cousin plate 2 cousin part 2လို့လည်းခေါ်ကြတာပေါ့ cousin part 2ဟာရတော့အာအရင်ကကျွန်တော်တငယ်ချင်းပင်တိုင်ဖွင့်တဲ့အစားအသောက်ပေါ့เนาะဒါပေမဲ့ဒီမှာလည်းသူရဲ့အဲရုံးပိုင်းအခြေအနေရာသူနားပြီးတော့မှကျွန်တော်ကခဏပြန်လဲပြီးဖွင့်ထားတာပေါ့เนาะအဲအရတာကတော့တူတူပါပဲစာဖူတဲ့ဒူတိုင်းလည်းတိမှာပေါ့အဲ ဓိကတော့ကျွန်တော်တို့ဒါကိုတော့တပွဲကို9000လုံးနဲ့ရောင်းနေတာပေါ့အခုအာဈေးကိုလည်းကျွန်တော်အတန်းနိုင်ဆုံးရှော့ပြီးတော့ရောင်းထားပါတယ်ဟုတ်အကောင်းဆုံးအရတာဖြစ်အောင်လို့လည်းကျွန်တော်ဖန်တီးထားပါတယ် Mm-hmm. တော့ဒီလာမဲ့10လပိုင်း17လပိုင်းကြာရင်တော့ကျွန်တော်ဆိုင်ကမီနူအစ်တစ်တွေထပ်တိုးဖို့အစီအစဉ်ရှိပါတယ်အဲအချိန်တိုင်းလည်းဟိုဘယ်လိုမီနူတွေထပ်တိုးမယ်ဆိုတဲ့အပိုင်းလေးကိုတော့ကျွန်တော်တစ်ချက်ပြန်ချပြပေးမှာပေါ့အလိုက်ကျွန်တော်ရဲ့ဟို personal Facebook account နေပြီးတော့ကျွန်တော်တရားဝင်ပြန်ချပြပေးပါမယ်ဟိုနောက်လာမဲ့ဟာတော့သူကနွေးတွေပြီးတော့အမဲ ဒါခောက်ဆွဲတွေပေါ့နော်ဒီအမဲသားနဲ့ပတ်သက်တဲ့ခောက်ဆွဲလေးတွေကျွန်တော်ထည့်ဖို့ထည့်ဖို့စီစဉ်ထားပါတယ်ဗျပြီးတော့ရေခဲမုံကလည်းကျွန်တော်ကိုယ်တိုင်လုပ်တဲ့ရေခဲမုံပေါ့နော်ဟိုကျွန်တော်တခြားနေရာယူပြီးတော့ရောင်းတဲ့ရေခဲမုံမဟုတ်ဘူးပေါ့ကျွန်တော်ကိုယ်တိုင်အဲဖော်ဆက်ပြီးတော့မှလုပ်ထားတဲ့ရေခဲမုံကိုလည်းကျွန်တော်ဒီမှာထည့်သွင်းထားတာပေါ့နော် အဲ့ဒါလေးလည်းလာရောက်မြည်းစမ်းဖို့ဖိတ်ခေါ်ပါတယ်ဗျာကျွန်တော်ဆိုင်ရောရောက်လာတဲ့လူအားလုံးကိုတော့ကျွန်တော်အကောင်းဆုံးဝန်ဆောင်မှုပေးပါတယ်တကယ်လို့အာလာစားတောင်းလို့ပြီးတော့ပါဆယ်ထုတ်လို့ဟိုတကူခုအဆင်မပြေမှုရှိရင်လည်းကျွန်တော်ကိုအဲ့တော့ပါဝင်ပြီးတော့အကြံပေးလို့ရပါတယ်အဲကျွန်တော်ဖက်ကလည်းအသက်နိုင်ဆုံးဒါကျွန်တော်ဝန်ဆောင်မှုအကောင်းဆုံးတော့ပေးထားပါတယ်ပေါ့နော်အဲဒီထက်လည်းစိန်တွေထက်ပြီးတော့ ပြုပြင်ချဲ့ထွင်ဖို့လည်းကျွန်တော်စိတ်ကူထားပါရဲ့အကောင်းဆုံးလက်ရည်ဒီမီနူအစ်စ်တွေနဲ့လည်းဖန်တီးဖို့စိတ်ကူထားပါရဲ့ဟုတ်ကဲ့လာရောက်အားပေးတဲ့တယောက်ချင်းစီကိုလည်းကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ